ရန်ကုန်တိုင်းဒေသကြီးအတွင်းတရားဥပဒေစိုးမိုးရေးနဲ့မှုကင်းကြိုတင်ကာကွယ်ရေးအတွက်လှည့်ကင်းစက်လုံးရှင်တွေနဲ့နေညာလှည့်ကင်းတာဝန်တွေကိုဆောင်ရွက်လျက်ရှိရာမှုကင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဖုန်းနဲ့သတင်းပေးတိုင်ကြားနိုင်ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဇန်နဝါရီလ24ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ပြည်သူတွေအနေနဲ့မှုကင်းဖြစ်ပွားတဲ့သတင်းတွေနဲ့ထူးခြားဖြစ်စဉ်သတင်းတွေရရှိပါကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့လှည့်ကင်းမော်တော်ယာဉ်များကုတ်ကဲမှုဌာန ဖုန်းနံပါတ်3921 3926နဲ့3921 3926ကိုဆက်သွယ်နိုင်ပါကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ရန်ကုန်ပိုလိစ်စာမျက်နှာမှာသတင်းထုတ်ပြန်ထားပါတယ်။အခုလိုဆောင်ရွက်တာနဲ့ပတ်သက်ပြီးလှေကင်းမော်တော်ယာဉ်များကိုကဲမှုဌာနကတာဝန်ခံအရာရှိဒူရဲအုပ်ဟိမင်းသူကအခုလိုပြောပါတယ်။လက်ရှိကတော့ကျွန်တော်တို့ဟိုကဒီစတိုဒီအဲဒီဟိုဟိုင်းဖုန်းနံပါတ်ပြည်လာမနည်းမှာကျွန်တော်ကားရအကုန်လုံးလေ တွေကပြတ်ပြီးသွားတာဆိုတော့တချို့ပြည်သူတွေကတော့ကွန်ဖန်းလောက်တာရှိတယ်ဒီမှာဒီဖုန်းနံပါတ်ကိုလေတကယ်တရားလားဟုတ်မဟုတ်တချို့ဖေးဖို့ကျွန်တော်ရေပရိုက်တာတို့ဒီကျွန်တော်တို့ဒီရန်ကုန်ပြည်ဟိုဟာမီဒီယာမှာလည်းသင်တာရှိတယ်ဒီမှာဒီဖုန်းနံပါတ်ပေါ့နော်အချိန်နဲ့ဆက်သွယ်ရရဲဆိုတော့အဲ့တော့တချို့တွေကလမ်းပြီးကွန်ဖန်းလောက်တာပဲရှိသေးတယ်ခဏလက်ရှိအများကြီးအားကြီးပေါ့နော်မီဒီယာကဘာလို့ကွန်ဖန်းလောက်တာပဲရှိသေးတယ်ခဏအဲ့လိုမျိုးဟိုဖြစ်ဖြစ်တကူနဲ့ပတ်သက်ပြီးတော့ထမ်းတိုင်ကြတာတော့မရှိသေးဘူးခင်ဗျ။ဒီလိုတရားဥပဒေပေါ့နော် သူအနည်းတော့ဝင်တယ်မဟုတ်ဘူးဒီမိုဂင်းတက်တဲ့ brand တစ်ခုရလို့ရှိရင်ကျွန်တော်တို့အဲကားလေးမှာခါရခေါ်လိုက်ဖုန်းနံပါတ်အဲခေါ်လိုက်ဖုန်းနံပါတ်ကိုဆက်လိုက်ကျွန်တော်တို့စက္ကန့်ဝင်တယ်ခင်ဗျအဲဒါကျွန်တော်တို့ရှိမှတက်တာပါဗောနော်အဲဖုန်းနံပါတ်ကိုဆက်လိုက်လို့ရှိရင်ကျွန်တော်တို့ကနေအဲမီလန်ကားလေးမှာကျွန်တော်တို့အဲလင်းမီလန်ကားလေးမှာဆက်ထားတဲ့ဆက်ကိုကျွန်တော်ကဆက်ချင်းတောင်းကြလိုက်တာအဲတောင်းကြလို့သူတို့ဖြစ်တဲ့နေရာကိုကျွန်တော်ကအဲကားကိုလွှတ်တယ်ဖြစ်တဲ့ကြည့်လို့ရှိရင်ကျွန်တော်ကအနည်းတော့ဝင်တဲ့မြို့နေရာကားကိုပါဆက်တောင်းပေးဖို့ရှိနေတာခင်ဗျအဲ့လိုမျိုးလေးပေါ့ အဲ့လိုဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်တွေကိုပြည်သူတွေကအလွယ်တကူသိရှိဆက်သွယ်နိုင်စေဖို့အတွက်လှည့်ကင်းစလုံးရှင်တွေရဲ့နောက်မှန်နဲ့ရေရက်နောက်ပိုင်းဘေးနှစ်ဖက်မှာရေးသားဖော်ပြထားပါတယ်။လှည့်ကင်းစလုံးရှင်တွေအနေနဲ့တိုင်းဒေသကြီးရဲတပ်ဖွဲ့မှာ3စီးအပါအဝင်မြို့နယ်အသီးသီးအတွက်စုစုပေါင်း45စီးချထားပြီး24နာရီကင်းလှည့်ဆောင်ရွက်နေတာဖြစ်တယ်လို့ဒူရဲအုပ်ဟိမင်းသူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်အဲ့ဒီလှည့်ကင်းရှင်တွေကမှုကင်းကျွလွန်သူတွေကိုဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါသေးတယ်။